everything that crosses the mind walls and tails the mind စိတ်သေးကိုဖျက်ဆီးသွားတဲ့အရာမှန်သမျှဟာစိတ်ကိုပင်မနှွမ်းနေစေတယ်လူတွေဟာအတွင်းများလွန်းလို့စိတ်တဲ့ energy စိတ်တဲ့အင်အားတွေအများကြီးကုန်ဆုံးသွားတာနော်အတွေ့အော်ထဲမှာငေးမောပြီးတော့မနေဘဲနဲ့ဖြစ်နိုင်သလောက်ရနိုင်သလောက်ပြစ်ဆုံးပန်တက်တက်မှာတတိကပ်ပြီးနေမယ်ဆိုရင်စိတ်ပင်မမှုမရှိတော့ဘူး စိတ်ကြည်ကြည်လင်လင်အေးအေးချမ်းချမ်းနဲ့တနေ့တာကုန်သွားမယ်။တင့်အတွေးတွေကတင့်ကိုပို့ပြီးတော့ကောင်းတဲ့လူတယောက်ဖြစ်အောင်လည်းလုပ်လို့ရတယ်။တင့်ကိုပျက်စီးသွားအောင်လည်းလုပ်လို့ရတယ်။စိတ်ချမ်းသာအောင်အတက်နေအောင်လည်းလုပ်နိုင်တယ်။စိတ်ဆင်းရဲအောင်စိတ်ထက်ကြနေအောင်လည်းလုပ်နိုင်တယ်။လူတွေကတော့ထင်တာပေါ့အဆင်မပြေမှုတွေများနေလို့စိတ်ဆင်းရဲတာပါလို့အဲ့ဒီအဆင်မပြေမှုတွေကဘယ်ချိန်ကျမှအကုန်လုံးပျောက်သွားမှာလဲ။ ဘဝရှိနေသေးသူ၍ဘယ်တော့မှအကုန်လုံးပြောင်းမသွားနိုင်ဘူးအနည်းနဲ့အများတော့ရှိနေအောင်ပါပဲဒါပေမဲ့ကိုယ်စိတ်ကိုယ်ကိုတည်ပြီးတော့တရားအားထုတ်ပြီးတော့ကြည်လင်အောင်တန်ရှင်းအောင်အေးချမ်းအောင်မြင့်မြတ်အောင်ထားတတ်လာပြီးစိတ်ကကောင်းတာလို့ဖို့ပဲအတွေးများလာတဲ့အခါဘဝမှာအခက်အခဲတွေဒုက္ခတွေပြဿနာတွေဟာတဖြည်းဖြည်းနှေးသွားတယ်တွေးတဲ့အခါမှာဖြစ်ပေါ်နေတဲ့ဖြစ်စဉ် process ကို တည်တည်ချာချာစိတ်ဝင်စားပြီးတော့ကြည်ပါလောကမှာစိတ်ဝင်စားစရာအကောင်းဆုံးဟာအတွေးပဲအတွေးဟာအင်မတန်နဲ့နဲကျေပြန့်နေတလောကလုံးဒီလောက်ဆန်းပြနေတာအတွေးကြောင့်ပဲနော်တွေးတဲ့အခါမှာအတွေးနဲ့တူစိတ်ထဲမှာဘလို့ခံစားမှုတွေဖြစ်လာတယ်လဲဆိုတာသိအောင်လုပ်ပါဒီကိလေသာတွေဖြစ်လာတဲ့အခါချက်ချင်းကြီးဖြောက်ပြဖို့မကြိုးစားပါနဲ့သူတို့ရဲ့သဘောတဘာဝတွေကိုစိတ်ဝင်စားပြီးတော့တည်တည်ချာချာကြည်ပါ သူတို့နဲ့အတူတူပါလာတဲ့ဆင်းရဲတဲ့သဘောပင်ပန်းတဲ့သဘောကိုလည်းတွေ့ရနိုင်မယ်။ဆင်းရဲတဲ့သဘောပင်ပန်းတဲ့သဘောကိုမြင်ပါများလာရင်ကိလေသာတွေကိုမွေးမထားတော့ဘူး။သူရဲ့သဘောတဘာဝတွေကိုသိရင်သိရင်နဲ့အတိဉဏ်ရင့်ကျက်လာပြီးတဖြည်းဖြည်းသူ့ဟာသူအားနည်းသွားတာပါပဲ။အဲဒီတော့သူ့ရဲ့သဘောတဘာဝတွေကိုသိဖို့ကအမတန်အရေးကြီးပါတယ်။ ဖះဟောရင်းမှာအိမ်သာထဲမှာထိုင်နေတောင်မှတရားကိုအားထုတ်ဖို့မှားထားတာရှိတယ်နော်အဲ့ဒီလိုနေရာမှာတောင်မှတရားကိုအားထုတ်ဖို့ဖြစ်သေးရင်ရနိုင်သေးရင် တခြားနေရာတွေမှာရော ထိုင်ခြင်းတလို့ထိုင်ပြီးတရားအားထုတ်လို့မဖြစ်နိုင်ဘူးလားအဲ့ဒါသဘောပေါက်ဖို့အရေးကြီးတယ်ဒါကြောင့်ထိုင်တဲ့ပုံစံကိုတိတ်ပြီးကြောင်းကြမနေပါနဲ့တက်တာတလို့ထိုင်မှာသို့တော်တက်တာလွန်ပြီးအိမ်ငိုက်သွားမှကိုတော့တတိထားဖို့လိုတယ် ခန္ဓာကိုယ်မှာဖြစ်ပေါ်နေတဲ့ထင်ရှားတဲ့ရုပ်ရဲ့တဘာဝဝေဒနာရဲ့တဘာဝတွေကိုကြည့်နေတဲ့အခါမှာဘာနာမည်မှမတက်ပါနဲ့နာမည်တက်တာကြီးအကျင့်ပါသွားတတ်တယ်တချို့တရားအားထုတ်နေတာတော်တော်ကြာပြီနာမည်တက်တာကအကျင့်ပါနေတော့နာမည်ကိုစိတ်ထဲလိုက်ဆူဆူပြီးတော့နေတော့မရှိသေးတယ်ပညာအဆင့်ကနေရှစ်မတက်တော့ဘူးပရမတ်ပေါ်ကိုရောက်မလာဘူး နာမည်တက်တာပင်မန်းပါတယ်စိတ်ကနာမည်တက်ရတဲ့အပေါ်မှာအလုံးရှုံနေတယ်စိတ်အလုံးများနေတယ်နာမည်တက်တဲ့အချိန်မှာပညက်ကိုအာယုံပြုရတယ်ပညက်ကိုအာယုံပြုရင်အမြဲတမ်းပြစ်ဆုံးပံမတဲတော့ဘူးအစပိုင်းမှာတော့နာမည်တက်တာအကူအညီရတယ်လို့လို့နဲ့တို့တော့ဒီကျင်ကြီးပါသွားရင်တတော်ကိုပဲဒုက္ခရောက်တယ်ကိုကိုကိုတိရတာတိုက်ရိုက်တိတာပဲဘာလို့နာမည်တက်ရမှာလဲသူများကိုပြောပြတာမှမဟုတ်ပဲရိုးရိုးလေးတိနေုံပဲ ူရာကိုတည်နေရင်သူဟာသူပူနေတာပဲနာမည်ခေါ်စရာမလိုပါဘူးစိတ်ကအလုံးနှစ်ခုမလုံတော့ဘူးတစ်ခုပဲလုံတော့တယ်တစ်ခုတည်းလုံရင်အထီးမိဆုံးပဲမြ мян လဲတိုးတက်တယ်ဘယ်ကိစ္စဖြစ်ဖြစ်လုံတိုင်းလုံတိုင်းတတိနဲ့ညံနဲ့ကပ်ပြီးတော့လုံရင်ပညာပြောက်သွားပြီးပရမတ်ပေါ်မှာညံရောက်သွားနိုင်တယ်အဲ့ဒီပရမတ်ပေါ်ညံရောက်သွားရင်ဒီလှုပ်ရှားမှုထိမှုတိမှုမာမှုပြုံးမှုပူမှုအေးမှုတဘောတွေကိုရှုမှတ်ရင်ရှုမှတ်ရင်းနဲ့ပဲ မာမှုပြောမှုပူမှုအိမ်မှုတွေဟာရုပ်တဘောမျှပဲပုဂ္ဂိုလ်တ ত্ত্ব ဝါမဟုတ်ဘူးအခုဖြစ်ပြီးအခုပြတ်သွားတယ်တိနေတဲ့စိတ်ကလေးကတိတက်တဲ့စိတ်ကလေးပဲပုဂ္ဂိုလ်တ ত্ত্ব ဝါမဟုတ်ဘူးခုတိပြီးတော့ခုပြတ်သွားတယ်ဆိုတာကိုညံနဲ့မြင်ပြီးတော့မဲ့ညံဖူညံရနိုင်တာပဲ နာမည်ရခဏဖယ်ထားပြီးတော့အာယုံပေါ်မှာခန်းစားပြီးသိလို့ရတာလေးကိုသိနေဖို့အရေးကြီးတယ်ဝင်လေထွက်လေမှာဝင်လာတဲ့လေဟာအေးနေတယ်ပြန်ထွက်သွားတဲ့လေဟာနှွေးနေတယ် မတူတာလေးကိုမတူမှန်းသိဖို့လိုတယ်မတူမှန်းကိုသိနေလို့ရှိရင်တတိပိုကောင်းလာတယ်တမာတိပိုကောင်းလာတယ်အာယုံကိုထိထိမိမိသိသွားတဲ့အခါမှာအာယုံပေါ်မှာပို့ပြီးတော့စိတ်ဝင်စားမှုရှိတယ်အာယုံကိုတည်တည်ချာချာမသိတဲ့အချိန်မှာစိတ်ရဲ့တဘာဝဟာတခြားအာယုံတစ်ခုခုကိုရှာကျင်တယ်အဲ့ဒီအာယုံကိုစိတ်မဝင်စားတော့ဘူးဘာမှမထူးပါဘူးလို့ထင်လာတယ်တကယ်ထိထိမိမိလုံရင်ရပိုင်းအတွင်းထူးပါတယ် တမာတိကောင်းလို့အချိန်နည်းနည်းရသွားပြီဆိုရင်စိတ်ကသူ့ဟာသူပဲဒီအာယုန်ထဲမှာနေပြီးတော့အလိုက်တင်လေးပုံမှန်လေးသူ့ဟာသူအားထုတ်နေတယ်စိတ်ထဲမှာတင်းမနေတော့ဘူးလျှော့သွားတယ်လျော့သွားတယ်ဆိုတာဝရိယလျော့သွားတယ်လို့မဆိုလိုဘူးနော်တန်ရှင်းတင်းမှမူလျော့သွားတာခန္ဓာကိုယ်မှာလည်းတန်ရှင်းမရှိတော့ဘူးစိတ်မှာလည်းတန်ရှင်းမရှိတော့ဘူးခန္ဓာကိုယ်လည်း relax ဖြစ်နေတယ်စိတ်ကလည်း relax ဖြစ်သွားတယ်နော် အဲ့ဒါကို ကာယမုဒ္ဒတာစိတ်ဓာတ်မုဒ္ဒတာလို့ခေါ်တယ်ကိုယ်ဤနူးညံ့ခြင်းစိတ်ဤနူးညံ့ခြင်းဆိုတာဖြစ်သွားတယ် အဲ့ဒါလို့တမာတိတော်တော်လေးကောင်းလာတဲ့အခါမှာတက်တောင့်တက်တာဖြစ်သွားတော့အမတန်ချမ်းသာလာတယ်။ပို့ပြီးပျော်လာတယ်။အဲ့ဒီအချိန်မှာငြိမ်းချမ်းပြီးနေတယ်။ကာယပတ္တိစိတ်တပတ္တိကိုစိတ်နှစ်ပါးလုံးငြိမ်းအေးခြင်းတည်းစိတ်ထင်းမှအေးနေတယ်။အဲ့ဒါလို့တမာတိတော်တော်လေးကောင်းလာတဲ့အခါမှာတက်တောင့်တက်တာဖြစ်သွားတော့အမတန်စိတ်ချမ်းသာလာတယ်။ပို့ပြီးပျော်လာတယ်။အဲ့ဒီအချိန်မှာငြိမ်းချမ်းပြီးနေတယ်။ကာယပတ္တိစိတ်တပတ္တိကိုစိတ်နှစ်ပါးလုံးငြိမ်းအေးခြင်းတည်းစိတ်ထင်းမှအေးနေတယ်။ အရင်တုန်းကစိတ်ဆင်းရဲစရာတခုခုရှိလာပြီဆိုရင် သူများကိုပဲအပြစ်တင်တယ်ဘသူကြောင့်ဘဝကြောင့်ငါမှစိတ်ဆင်းရဲရတယ်လို့ဒီလိုအပြစ်တင်တယ်ဒီလိုတရားအထုတ်လို့စိတ်ချမ်းသာနေတဲ့အခါကျတော့ဒီစိတ်ကိုကြည့်တဲ့အခါပြင်ပကဘာကြီးဖြစ်နေဖြစ်နေကိုယ်စိတ်ကိုကိုထားတဲ့ရင်ချမ်းသာနေတာပဲဆိုတာတွေ့ရတယ်အရင်တုန်းကစိတ်ချမ်းသာမှုဟာအပြစ်မှရှိတယ်လို့ထင်တယ်အခုတော့စိတ်ချမ်းသာမှုဟာစိတ်ထဲမှာပဲရှိတယ်ဆိုတာသိလာတယ်တဲ့